ယုံကြည်ရာအစီအစဉ်အတွက်ကျေးဇူးပါကျွန်တော်ညီမျိုးစင်ရဲ့ယုံကြည်ရာပြတ်ကွန်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဟာစစ်သားဟောင်းတယောက်ဖြစ်ပါတယ်တမတော်တယ်မှာ7နှစ်ကျော်ကျော်တောင်ထမ်းဆောင်ခဲ့ကူတဲ့လူတစ်ယောက်ပါအဲ့တော့ကျွန်တော်တောင်ထမ်းဆောင်စဉ်ကလေ့ကျင့်သင်ကြားခဲ့ရတဲ့စစ်တီတော်ချစ်ဝတ်တွေတဲကအထူးသဖြင့်အမှတ်ရနေမိတာကပြည်သူလူထုပေါ်ပြုကျင့်ရမယ်ကျင့်ဝတ်၁၀ပါးအကြောင်းနဲ့ပတ်သက်လို့ပါ ကျွန်တော်ကိုယ်တိုင်လည်းတောင်ထမ်းစဉ်ကလေးကဒီပြည်သူလူပေါ်ပြုကျင့်ရမယ်ကျင့်ဝတ်၁၀ပါးပေါ်ကျွန်တော်တို့ကြည်ပြွန်ရလားကျွန်တော်တတ်မတော်ကြီးကြည်ပြွန်ရလားတတ်မတော်ခေါင်းဆောင်တွေအစဉ်အမြဲဒီဟာကိုညွန့်ကြားဥထိတ်ထားရလားလို့စဉ်းစားရင်းစဉ်းစားရင်းနဲ့ပဲကျွန်တော်တတ်မတော်ကမိမိသဘောနဲ့မိမိနှုတ်ထွက်ခွင့်တင်ဖြစ်ခဲ့တာပေါ့လေအဲ့တော့မှတ်မိတဲ့လောက်ဆိုရင်ဟိုပြည်သူလူထုပေါ်တစ္ဆာဆောင်တည်ယူသေးပါဆိုတာထိတ်စီးမှာကျွန်တော်တို့လူတို့ရှင်းပြောရရင်ပြည်သူလူထုပေါ်တစ္ဆာဆောင်တည်ယူသေးမယ်ဆိုရင် 2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အာဏာရှင်ရေးဆွဲခဲ့တဲ့တပတ်သက်ဥပဒေတွေကိုကာကွယ်ဆောင်ရှောက်စရာအကြောင်းမရှိတော့ပါဘူး။ဒါကျွန်တော်ယုံကြည်တဲ့ပထမဆုံးချက်ပါ။ပြည်သူလူထုရဲ့အသက်အိုးအစည်းအဝေးတွေကာကွယ်ဆောင်ရှောက်မဲ့တကယ်လက်နက်ကင်တပ်ဖွဲ့စစ်စစ်ဆိုရင်ပြည်တွင်းစစ်တွေအထွန်းရှိအောင်မွေးမြူမထားတင်ပါဘူး။ဖြည့်ရှင်းဆောင်ရွက်ငြိမ်းချမ်းရေးရအောင်တိဆောက်နိုင်ရပါလိမ့်မယ်။ပြည်သူလူထုနဲ့ယဉ်ကျေးစွာဆက်ဆံပါဆိုရင်တော့ပြောစရာအထူးမရှိပါဘူး။အွန်လိုင်းတွေမှာ နော်တမတော်ဟိုကိုချစ်မြတ်နုသူများကွန်ရက်တို့အခုလိုမျိုးရေးသားနေတဲ့လူတို့ပြည်သူလူထုကိုယဉ်ကျေးစွာရေလိုလှလိုဆက်ဆံမှုတွေဘယ်လောက်ထိရှိပြီလဲပြန်စဉ်းစားရမှာပါအဓိကတော့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုအစဉ်ဥထိတ်ထားတဲ့လက်နက်ကင်တပ်ဖွဲ့ကြီး ဖြစ်ရလားဆိုတာဥပိုင်ကုမ္ပဏီတို့ထိတ်ထိတ်ကျဲချမ်းသာကြီးပွားနေတဲ့ဗိုလ်ချုပ်ကြီးဟောင်းတွေတို့ဇာတိကြည့်ရင်ကျွန်တော်တို့သိပါတယ် အပြည်သူလူထုကိုလောင်ပြောင်မထီမဲ့မြင်စော်ကားမော်ကားဒါတွေကိုလည်းရှောင်ကျင်ပါလို့ဆိုတော့လည်းပဲကျွန်တော်တို့တွေခုချိန်ထိလက်နက်နဲ့ចောင်းပြဖိနေတဲ့သူတွေရှိနေသေးဖြစ်တယ်။အဲနံပါတ်6ကျွန်တော်မှတ်မိတာကတော့ဟိုပြည်သူလူထုအပေါ်တဲ့လက်နက်အားကိုဖြင့်အနိုင်ကျင့်ခြင်းမှရှောင်ကျင်ပါတဲ့25ရာခိုင်နှုန်းအပါအဝင်ခြေဥဆိုတဲ့ဥပဒေကြီးတစ်ဖက်သားဥပဒေကြီးနဲ့အခုတက်တည်းလေတရားဥပဒေစိုးမိုးမှုမတိဆောက်နိုင်တရားရေးဌာနတာဝန်ရှိသူတွေကိုယ်တိုင်လည်းကိုကျင့်သိက္ခာဖြောင်းမှတ်ကြောင်းလဲ မပြသနိုင်เนาะပြီးတော့လည်းပြည်သူအစိုးရလက်အောက်မှာလည်းတရားရေးနဲ့ကာကွယ်ရေးအဖွဲ့အစည်းတွေကိုမထားရှိအဲ့တော့ပြည်သူ့ဘုလူထုအပေါ်လက်နက်အားကိုးနဲ့ဘယ်သူတွေကဘယ်လိုဆက်လက်စီးပွားနိုင်ကျင့်နေသေးသလဲဆိုတာတစိမ့်စိမ့်စဉ်းစားလေးလေးတွေးရှိလေးလေးပါပဲအဲကျွန်တော်မိမိနဲ့မသက်ဆိုင်တဲ့အမှုကိစ္စတွေကိုကျွန်တော်များဝင်ဆွဲမိနေသလားတော့မသိပါဘူးဒါပေမဲ့ကျွန်တော်နိုင်ငံသားတယောက်ပါနော်နောက်ဆုံးချက်ကျွန်တော် အတက်မတော်အပါဝင်ပေါ့လေမြန်မာနိုင်ငံဥချူရေးအရရာရာမှာရောအဲ2008ဖွဲ့စည်းပုံဆိုတဲ့အခြေခံဥပဒေအရချန်ထားခဲ့တဲ့ရခင်စနစ်ဟောင်းက လူများကိုကျွန်တော်ပြောချင်တာတော့ဘယ်ဟာပဲလှုပ်လှုပ်ဘယ်ဟာပဲတွေးတွေးဘာဘယ်အရာပဲစဉ်းစားစဉ်းစားပြည်သူလူထုကိုဦးစားပေးပါတဲ့မိမိမအခွင့်အရေးပိုးပြီးမရှိပါနဲ့တဲ့ဒီအချက်လက်တွေကတကယ်တော့အမတန်ကောင်းမွန်တယ်ပြည်သူလူထု ေါ်မှာတကယ်တမ်းသာပြုကျင့်ကြမယ်ဆိုရင်ပြည်သူချစ်တဲ့တမတော်ဖြစ်မယ်ပြည်သူယုံကြည်လေးစားတဲ့တမတော်ဖြစ်ပါလိမ့်မယ်လို့အပတ်စဉ်တင်ဆက်နေတဲ့သူယုံကြည်ရာကဏ္ဍအတွေ့ဘလို့အကြောင်းအရာမျိုးမှမဆိုကိုယုံကြည်ရာလေးတွေကိုပါဝင်ဆွေးနွေးပြဖို့ဖိတ်ခေါ်ပါရစေ email လိပ်စာ burmese@voanews.com b u r m e s e @ v o a n e w s www.sa.com ကိုစာရေးပြီးဆက်သွယ်ရမယ့်တယ်လီဖုန်းနံပါတ်ကိုအကြောင်းကြားလိုက်ပါခင်ဗျာကျွန်တော်ပြန်ဆက်သွယ်ပါမယ်